မကြသေးခင်ကမှရှာဖွေတွေ့ရှိထားတဲ့ 3i Atlas လို့ခေါ်တဲ့အကာသရဲကအရာဝတ္ထုတစ်ခုကြောင့်လက်ခတ်တာဗီယာပညာရှင်တွေကအလုံးများနေကြပါပြီ။တရားဝတ္ထုလေးကကျမတို့နေဖွယ်စည်းရဲ့အပြင်ဘက်ကနေဝင်ရောက်လာတဲ့ပထမမြောက်ဧည့်သည် 1i ဥမောင်မဒုတိယမြောက်ဧည့်သည် 2i ပါရီဆိုဖီရဲ့နောက်ပိုင်းမှာတတိယမြောက်ဧည့်သည်ဖြစ်ပါတယ်။သူကကျမတို့သိထားတဲ့ physics နေရာမတွေနဲ့ဆန့်ကျင်နေတဲ့အခြေအနေလေးရှိနေပါတယ်။ ပါလို့ 3i atlas ကသိပ္ပံပညာရှင်နခတပညာရှင်တွေကြားမှာဒီလောက်တောင်စူပွက်သွားရတာလေသူကိုပုံမှန်အားဖြင့်ခြေတကွန် comet လို့သတ်မှတ်ထားပေမဲ့သူရထူးခြားတဲ့ဂုဏ်သက်တွေကြောင့်ဒီဒိဋ္ဌိပဲဖွင့်ဆိုချက်ကမလုံလောက်တော့ပါဘူး Hubble, James Webb Telescope, စတဲ့အကာသ Telescope ကြီးတွေနဲ့ရသက်တက်ပတ်ပေါင်းများစွာလေ့လာဆန်းစစ်ခဲ့ရမှာမျောမှန်းထားတဲ့အဖြေတွေနဲ့အနည်းငယ်စီကွန်လဲတဲ့ရလဒ်တွေကိုပဲတွေ့နေရပါတယ်။ဒါတွေကပဲ 3i Atlas ရဲ့နောက်ွယ်ကဇလန်းကကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ရှုပ်ထွေးနေတယ်လို့ဖော်ပြနေပါတယ်။ ူကို2025ခုနှစ်ဇူလိုင်လ10ရက်နေ့မှာချီလီနိုင်ငံက Atlas Telescope ကနေစတင်တွေ့ရှိခဲ့ပါတယ်။သူရဲ့လမ်းကြောင်းကိုတွေ့ချက်ကြည့်တဲ့အခါနေကူပတ်တာမဟုတ်ပဲအပြင်ဘက်ခြေတရာကြားကဖြတ်သွားုံတသက်လမ်းကြောင်းဖြစ်နေရာကြောင့်ခြေတရာကြားကဧည့်သည်အဖြစ်သတ်မှတ်ခဲ့တာပါ။ဒါဟာ2019ခုနှစ်အိုမွာမွာနဲ့2019ကပေါ်ရီဆော့ဖ်တို့နောက်ပိုင်းတတိယမြောက်ဧည့်သည်ပါပဲပြီးတော့သူ့မှာအန်အောဆရာအချက်တွေကိုစတင်တွေ့ရှိခဲ့ပါတယ် နံပါတ်1 solo နဲ့လှုပ်ရှားမှု early activity သူကလွန်ခဲ့မီလာဂရယ်ကစတင်မြင့်တွေ့ခဲ့ရပါတယ်။အဲတော့ငါသူကကျမတို့နေနဲ့မိုင်တန်း960ကီလိုမီတာတန်း900လောက်ဝေးနေသေးတာပါ။ဒီလိုဝေးလံတဲ့အကွာဝေးမှာပုံမှန်ကျဲတကွန်တွေအနေနဲ့ဆိုရင်ကဲလုံးကြီးပဲလို့ပဲအငွေ့တွေမရှိသင့်ပေမဲ့ Atlas ကတော့အစောကြီးကတည်းကတန်းငွေ့တွေထုတ်လွှတ်ပြီးအသက်ဝင်နေခဲ့ပါတယ်။ဒါကစီးမြင့်ကို ဖောက်ဖြတ်တာနဲ့တူနေပါတယ်။ ထူးခြားလွန်တဲ့ဓာတုဖွဲ့စည်းပုံ weed chemistry james webb telescope နဲ့လေ့လာကြည့်တဲ့အခါမှာသိပ္ပံပညာရှင်တွေအံ့ဩသွားပါတယ်။ပုံမှန်ကျဲတကွန်တွေကရေငွေ့အထိကထုတ်လုပ်ပေမဲ့ atlas က carbon dioxide co2 ကိုသာအထိကစွန့်ထုတ်နေပါတယ်။ co2 နဲ့ရေ h2o အချိုးအစားက၈ဆတစ်ဆဖြစ်နေပါတယ်။ကျမတို့နေဖွဲ့စည်းကကျေကွန်တွေမှာဒီချိုးစားကတစားတစားထက်တောင်ပုံမများတတ်ပါဘူး။ ။ဒါဟာ Atlas ကဒီ Solar ပတ်ဝန်းကျင်နဲ့လောကမတူတဲ့နေရာမှာစတင်လာတဲ့ဆိုတာပြသနေပါဗျ။နောက်ထပ်ထူးဆန်းတာကတော့ဒန်းငွေထဲမှာနီကယ်သတ္ထုအများအပြားပါဝင်နေပေမဲ့ပုံမှန်အတူတွဲပါတတ်တဲ့တန်အာရွန်သတ္ထုကတော့မပါဝင်သလောက်နည်းနေရပါပဲ။ဒါကကွန်မတ်ရဲ့ဓာတုဗေဒဆိုင်ရာစီးမျက်နှာနဲ့လုံးဝကိုကွဲပြားခြားနားနေတာကိုပြသနေပါဗျ။စိတ်ဝင်စားစရာတစ်ခုကတော့သူ့ရဲ့လေးလံသောဒုရယ်နဲ့ဂိန်းကနန်မှာဒါကို Harvard တက္ကသိုလ် အဖီလုပ်ဦးဆောင်တဲ့အဖွဲ့ကဖော်ထုတ်ခဲ့ပါတယ်။တာမန်ကျဲတကွန်တွေက နေနဲ့နီလာလိုဓာတ်ငွေတွေထုတ်လုပ်တဲ့အခါတွန်းကန်အား rocket thrust ကိုရပြီးလမ်းကြောင်းကနည်းနည်းလေးသွေးဖယ်တတ်ပါတယ်။ပို့လေလေပို့ရွလေဆိုတဲ့သဘောပါ။ထရီယာအက်တလက်စ်ကတော့တစ်စက္ကန့်ကို ကားတစ်စီးစာလောက်150ကီလိုဂရမ်ပမာဏလောင်ကျွမ်းပစ္စည်းနဲ့ပဲမဲ့သူရဲ့လမ်းကြောင်းပေါ်ကလုံးဝချော်မရွေ့ပါဘူးတင်းငင်စွာပဲရွှေလျားနေတာပါ Atlas ရဲ့ဒူရက်ကတန်ချိန်33ဘီလီယံဘီလီယံ30မက်ထရစ်တန်လောက်လေးနိုင်မယ်လို့တွက်ချက်ခဲ့ပါတယ်။ဒါဟာအရင်တွေ့ခဲ့တဲ့ Microsoft အစ3000အုံမွားမွားထက်အစ3သိန်းပိုပြီးတော့လင်းနေပါတယ်ပိုကြီးနေပါတယ်။နောက်ပြီးတော့ဒါဟာတဘာဝရာဝတ္ထုတစ်ခုမဟုတ်ဘူးဆိုတဲ့ယူဆကလည်းရှိကြလာပြန်ပါတယ်။ဒီလိုတူတဲ့ကြီးမားမှုထူးဆန်းတဲ့ဓာတ်ရုပ်တွေအနေနဲ့အလွန်တင်ငိမ့်တဲ့လမ်းကြောင်းတွေကြောင့် Avelope ကစင်ခေါ်တဲ့မိကွန်းတစ်ခုထုတ်ခဲ့ပါတယ်။တရားကသဘာဝလိုက်ရမဟုတ်ဘူးဆိုတဲ့ဖြစ်နိုင်ခြေကိုအနည်းဆုံးစဉ်းစားသင့်ပြီး Lope ကဒါကချူသားရင်ပါလို့တအတော်မပြောပါဘူး။ဒါပေမဲ့မျှော်မှန်းထားတဲ့စီးမြင့်တွေအများကြီးချူဖောက်နေတဲ့အတွက်ဒါကလူသားတွေမဖန်တီးထားတဲ့ဤပညာရဲ့လက်ရမြားလားဆိုတာကိုစစ်ဆေးကြည့်ဖို့တိုက်တွန်းတာပါ။ NASA ကတော့ဒီလိုအယူဆကိုပဲချပြီးဒါကကျဲတကွန်တလုံးလိုပဲပြုမူနေပါတယ်။ဒါပေမဲ့နည်းနည်းတော့ထူးဆန်းတယ်လို့ပြောပါရယ်။ကြီးမားတဲ့ဒုရယ်ထူးဆန်းတဲ့ဓာတုဗေဒတွေကကျမတို့မသိသေးတဲ့အာကာသတွေကသဘောဖြစ်စင်နေနဲ့ဆက်ဆက်နေနိုင်တယ်လို့ NASA ကရှင်းပြပါရယ်။ Atlas ကနခတ္တဗေဒပညာရှင်တွေကိုကြီးမားတဲ့စိန်ခေါ်မှု၃ခုနဲ့ခေါင်းကိုက်စေပါရယ်။တက်ဓာတုဗေဒစင်မြင်များ CO2 ရေအချိုးရှစ်ဆတစလိုမျိုးအစွန်းရောက်တဲ့ဓာတ်ဥဖွဲ့စည်းပုံက ကျဲတကွန်တွေဘလို့ဖြစ်ပေါ်လာလဲဆိုရဲကျွန်တော်တို့ရဲ့အသိကိုပြောင်းလဲစေနိုင်တယ်။နှစ်အလင်းရောင်ထုတ်လွှတ်မှု polarization သူ့ရဲ့ပုံမုံတွေကနေထွက်လာတဲ့အလင်းရောင်ပုံစံကအခြားဘဲကျဲတကွန်မှာမှမတွေ့ဘူးရတဲ့ပုံစံလိုမျိုးဖြစ်နေတယ်။၃ဒုရေပဟေတိကင်းကနတွက်ချက်မှုရဒီလိုအေယာမကျဲတကွန်ကြီးမရှိတဲ့မှာဘလို့ပဲဖြစ်ဖြစ်ပါ Atlas ကတကယ်ပဲသဘာဝအရာဝတ္ထုတစ်ခုဆိုရင်တော့ သူကကျမတို့ကိုအပြင်းအကားသာဟာကျမတို့ထင်တာအတက်စာပေါင်းများစွာပို့ပြီးထူဆန်းပို့ပြီးကွဲပြားချမ်းသာရဆိုတဲ့ချက်ကိုပြသနေရပါပဲ။ဒါဆို Atlas ကကျမတို့ကဘာပေါ်ကနေချီတဲ့အခါနေရလမ်းကြောင်းနဲ့အလွန်နီးကပ်တဲ့အနေအထားကိုရောက်ရှိသွားတဲ့အတွက်နေရအလင်းရောင် အစမတန်တောက်ပမှုကြောင့်သူ့ကိုလုံးဝမြင်ရမှာမဟုတ်ပါဘူး။ ဒီဇင်ဘာလလောက်မှပြန်ပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒီချိန်ဒီလဖို့အချိန်နှဲငယ်သာရှိတာကြောင့်သိပ္ပံပညာရှင်တွေအနေနဲ့အချက်အလက်တွေကိုအသေးအတန်စုဆောင်းနေကြဆဲပါ။နောက်ဆုံးတော့ 3i Atlas ကတဘာဝအတိုင်းမဲ့ဆိုရင်တော့ကျမတို့မသိသေးတဲ့ကျယ်စနစ်တွေရဲ့ဖြစ်တည်ပုံကိုဖော်ပြနေရပါဒါမှမဟုတ်အပြင်ဘက်မှာကျမတို့လုံးဝမတွေးဝင်သေးတဲ့နိပညာတစ်ခုရှိနေပြီလားဆိုတဲ့မေးခွန်းနဲ့လည်းစိတ်ဝင်စားစရာမဟုတ်ပါလားပရိသတ်တို့ရဲ့အထင်မြင်ကရောဘယ်လိုပါလဲပြပြပေးခဲ့ပါအောင်နော်